မင်္ဂလာပါရှင်အခုအခါမှာတော့ထူးထူးခြားခြား channel လေးကနေတိုက်ဖွားလေးတွေအကြောင်းကိုတင်ဆက်ပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တိုက်ဖွားများအကြောင်းတိုက်ဖွားများစုဟာအပေါင်းအသင်းရန်ခင်မင်တက်ကြပါတယ်ဘာလို့လဲဆိုတော့သူတို့ဘဝမှာတယောက်တည်းအထီးကျန်ရတာလေးတွေများလို့ပါလေးဘက်လေးတန်ပိတ်လောင်နေတဲ့တိုက်ရတီခွင်းလေးတွေဟာတနာစရာအလွန်ကောင်းပါတယ်သူတို့ဘဝမှာ လိုအရာရဖို့ခက်ခဲတက်ကြပါတယ် ရလာရင်လည်းစိတ်တိုင်းကြခြင်းမှကြပါတယ်စိတ်ပူပင်ရတာတွေများတယ်ကြိုတွေးပြီးအမဲပူပင်နေရတဲ့ရင်တော့တတိလေးနဲ့ထိမ့်တင်ပါတယ်ဘရသဘောဟာမြင့်မြတ်တဲ့သဘောရှိတာကြောင့်တိုက်ပွားများစုဟာအလှူတန်းတဲ့ဘာသာရေးကိုအရင်လိုလားကြတာများပါတယ်။ကစီကုတ်ရင်လည်းဘာမဟုတ်တာလေးနဲ့တွန့်တုံနေတတ်တာလည်းရှိကြပါတယ်။တိုက်ပွားတွေဟာအများစုကတိုက်ကလာတဲ့သူတွေများပါတယ်။ပဋ္ဌာန်းဆက်ပုံကိုယ်တွေအရင်အားကောင်းကြတယ်။ တိုက်ဆက်ဝေးသူတွေလည်းရှိတယ်။အများစုကတိုက်ထဲရလူတွေပါပဲ။ဘာသာရေးအရန်လို့ရင်ကြိုတင်တည်ပြနိုင်တဲ့စံတွေတော့ရနိုင်တဲ့သူတွေပါ။အပြင်နမိတ်နဲ့ရတာတွေအိမ်မက်နမိတ်နဲ့ပြတာတွေစသည်ဖြင့်အမျိုးမျိုးရှိပါတယ်။မိမိဟာတိုက်ဖွားဆိုရင်တော့အလူတန်းတဲ့ဘာသာရေးကိုအာသွန်ခွန်ဆိုင်လုပ်ဖို့လိုအပ်နေပြီဆိုတာသိထားရပါမယ်။တိုက်ဖွားတွေဟာမိသားစုများကြီးနဲ့နေရတာထက် အပြင်လူတွေနဲ့နေရတာပိုသဘောကျတတ်ပါတယ်။အိမ်တွင်းမှာဆိုအိတ်မပြောတတ်ဘူး။မိဘတွေ တွေညီကိုမောင်နှမတွေကိုအမြဲနားလည်ပေးရတော့သူ့ကိုနားလည်ပေးမဲ့သူတွေစီခင်တွယ်မိတတ်တယ်လို့ပြောရင်ရမလားဒါကြောင့်ချစ်သူထားရင်ကိုကချစ်ပေးရသူထက်ကိုကိုချစ်ပေးမဲ့သူကိုပိုလိုလားကြတယ်နော်ကိုချစ်သူအိမ်နောက်ဘက်ဟာတိုက်ဖွားဆိုရင်သူ့ကိုဂီယူဆိုင်ဖို့မမေ့ကြပါနဲ့တိုက်ဟာရာဇာနဲ့ပတ်ခတ်မိတာကြောင့်သူတို့ဟာအနေအေးတယ်စကားပြောနေတယ်ရင်ဖွင့်နာတွေများတယ်ဆိုတော့လေ ဆန်းကျင်ဘက်ရာဇစိတ်တက်ဝင်လာရင်ဘသူနဲ့မှမတူအောင် စိတ်ဆိုးလာတတ်တယ်ဒေါသထိမရတာတွေအညှိုးတေးဝင်လာတတ်တာတွေကိုအထူးသတိပြုရမှာပါတနင်္ဂနွေအင်္ဂါစနေယာဟုသားသမီးဆိုတဲ့ပါပလေးတွင်တိုက်ပွားတွေအတွက်အရင်ရေးကြည့်ပါတယ်ပါပဟာလင့်မြန်သောပူလောင်သောတက်ရှိသောသူတို့မှာပိုအထိရှလွယ်တတ်ပါတယ်တိုက်ပွားများစုဟာဥစ္စာပစ္စည်းရွှေတရရမှလည်းစနစ်တကျရှိတဲ့သူတွေပါသူတို့ဟာစူးစောင်းမိအောင်နေတတ်ကြတယ် ကုတ်ကုတ်နဲ့စူးစားတက်ကြတယ်ကုတ်ကမင်းမဖြစ်အောင်တော့နေရပါမယ်အပြင်တွေတိတ်မသွားသင့်ပါဘူးအရန်ထင်ပေါ်အောင်မနေအပ်ပါဘူးသူဟာသူထင်ပေါ်လာတာကိုပဲတမိုးထားပါရာစာပကဝင်မိရင်တော့ဇိန်ခံသုံးမြုံကျင်လာမယ်ဒေါသလျောက်ငွေသုံးမိမယ်စသည်ဖြင့်ပေါ့နောက်ပြီးအလုပ်လုပ်ရမှာလဲတမအာဇီဝလုပ်ငန်းမျိုးပို့ချိုးပေးပါတယ်အသက်ပြည့်လုပ်ငန်းလုံးဝရှောင်ပါ ဘဝမှာအောင်မြင်လိုပါကအလှူဒန်းနဲ့ဘာသာရေးမပြတ်လို့ပါမိမိပထမဆက်ဆွေမျိုးတွေကိုပူဇော်ပါအမျှလဲဝေပါတိုက်ဆက်တွေဆိုမမေ့မယောမိပါသည်နဲ့ချမ်းသာအောင်မြင်မှုတွေအေကံမုတ်ချရပါလိမ့်မယ်ရှင်ထူးထူးခြားခြားရဲ့ပရိသတ်တွေထဲမှာရောတိုက်ဖွားလေးတွေပါပါသလားရှင်အခြားသော အဖွားတွေအကြောင်းကိုလည်းတင်ဆက်ပေးသွားအောင်မှာမို့ channel လေးကို subscribe လုပ်ပေးထားကြပါအောင်ရှင်